လူတွေအများကြီးအခြားရိုက်ကွင်းကရှူတင်နေလဲစုံနေတဲ့ခါကျတော့တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစရိယခိုးတော့ဘောက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အခြားရှူတင်နေရသူတွေလည်းအဲ့နေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့ဘူးတယ်ပေါ့ကျွန်တော်ကလေအထူးသဖြင့်ကျွန်တော်မှအချင်းတစ်ခုရှိတယ်လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလိုချင်ဘူးအားကြောင့်မလို့လာသားတွေလုံနေတာပေါ့ဘယ်သူနဲ့ကျွန်တော်ပတ်သက်လိုက်ပတ်သက်လိုက်အဲ့သူတွေကျွန်တော်ကြောင့်စိတ်ညစ်မှာအရန်ဆိုရင်အဲ့ကျွန်တော်နံပါတ်ကြီးနဲ့ဟိုတယ်မှာရေးရတာဗျာ ကျွန်တော်နေရာမှာအဆင်ပြေမယ်ဆိုပြီးတော့တခုခုကြောင့်ပြောခဲ့မယ်ဆိုရင်နည်းနည်းစကားလေးတွေများနိုင်တယ်စိတ်ညစ်စရာလေးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်စတင်ကအကိုတွေနဲ့တွားအိတ်တယ်ကျွန်တော်တော်လည်းပြောရလဲပြောရတယ်လယောညီတွေနေရတဲ့အခါကျတစ်ဖက်မှာလည်းပဲစိတ်အဆင်မပြေတာတွေစိတ်မချမ်းသာတွေမဖြစ်အောင်ပေါ့ဟုတ်အဲ့ဒီချိန်မှာလေဘာဖြစ်လဲဆိုတော့အဲ့ဒီချိန်ကျမှဆရာစတိကိုမြင်လိုက်တဲ့အခါကျကျွန်တော်တွေမဟုတ်ဘူးအခြားအစ်တွေအများကြီးပါတယ်အဲ့တောင်ဆိုလို့ရှိရင်နာမည်တောင်ကျွန်တော်တိတ်မမတ်မိလို့အစ်တွေအကုန်လုံးနှီးပါ့ဟုတ်အခန်းလေးတွေမှာနံပါတ်လေးတွေရေးပြီးထားတာကိုကျွန်တော်တွားပြီးတော့ကြုံအောင်ကြုံရတယ်လက်ရှိနေနေတဲ့လူတွေလည်းအဲ့မှာအခန်းလေးတွေမှာနံပါတ်လေးတွေရေးတယ် ကျွန်တော်ဆိုလည်းကျွန်တော်အခန်းလေးမလာသေးပြီနဲ့ကြိုရေးထားတယ်သို့တော့အခြားသူတွေကိုတော့ပေးထားတယ်အဲ့လိုမျိုးလေးတွေ့ရတဲ့ခါကျတော့ဟိုအတစ်တေဆိုပြီးတော့ငါနံပါတ်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ငါထားချင်လို့ထားမှာပဲငါနေချင်လို့နေမှာပဲငါထားသလိုနေဆိုတဲ့စိတ်တက်မရှိပဲနဲ့လက်တွဲခေါ်ယူတာဒီဟိုဘယ်လိုပြောမလဲဟောက်ထားရင်းတာမရှိတာဒီအဲ့ဒါတွေကိုတွားတွေ့ရတာအရန်ပျော်မိပါဟုတ် ဒီနေ့ကနည်းနည်းထူးဆန်းဆန်းလေးပေါ့ထူးဆန်းတော့ဒီတင်တုံးသားဆိုတဲ့ကာမှာဒါကျွန်တော်ပထမဆုံးအဲဒီ online မှာနာမည်လေးနည်းနည်းလေးရပြီပထမဆုံးကင်မရာရှေ့ကိုစရောက်တဲ့ကားလေးပေါ့ဒီတင်တုံးသားဆိုတဲ့ကားလေးကမမရာလေးအဲ့ဒီကားလေးဆိုရင်တော်တော်ကြာပြီကျွန်တော်လင်းကားနှစ်လောက်ဖြစ်သွားပြီပေါ့အဲ့ဒီကားလေးမမရာဆရာစရိယာကျွန်တော်အဲ့တော့ကျွန်တော်ပြုံးလေးမှရိုက်ကြတာခေါ်လဲပြီးလဲပြီးတော့ကင်မရာလေးလုံးနဲ့ပထမဆုံးမမရာကျွန်တော်ပုံမှာပထမဆုံးစရိုက်ကတဲ့ဇလန်တွဲလေးပေါ့ဟုတ် အဲပျော်ပါတယ်ပျော်ပါတယ်ဆိုတော့ဟိုအရင်တော့ဆိုလို့ရင်လို့ကျွန်တော်ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ဇလန်တွဲလေးဖြစ်တဲ့အတွက်ပထမဆုံးသာထွက်ခဲ့မယ်ဆိုရင်တော့အဲအရန်ဒေတာဖို့ပျော်ရမှာပေါ့နော်အခုကကျွန်တော်ရှင်းမှာမမရရုပ်ရှင်လေးတွေရာလဲသူ့နောက်မှာသူ့ရှင်းမှာအရင်လေးတွေထွက်ထားတယ်ဆိုတော့ဒါရုပ်ရှင်ထွက်ပြီးမှဒါလေးကအရင်အရင်ဆုံးရက်တွေကနောက်မှာပြန်ထွက်လာတယ်ဆိုတော့အဲတမျိုးရင်ခုန်စရာလေးတော့ဖြစ်မှာပါပထမဆုံးရိုက်တဲ့ရာလေးတော့အဲပုံစံလေးကတော့ကျွန်တော်တို့အဲ့နေ့တော့မမရပဲကျွန်တော်ပြုံးလေးမှရိုက်တော့ဘယ်လိုပြောမလဲကန်ထွက်တွေ ရိုက်ကြတာမဟုတ်ဘဲနဲ့ကျွန်တော် daily ပုံစံမျိုးတွေရိုက်ကြတဲ့ခါကျတော့တယောက်ချင်းတစ်ယောက်ချင်းသူဖြတ်ပေးကြတာလေအဲ့တော့ကျွန်တော် budget အရာရောပေါ့နော်အဲ့လိုရိုက်တဲ့ခါကျကျွန်တော်တော့ကျွန်တော်3ရက်ကျွန်တော်သွားရိုက်ပေးရတယ်3ရက်ကိုကျွန်တော်နဲ့ပတ်သက်တဲ့စင်းနေစင်းနေအကုန်လုံးဖြတ်ပေးလိုက်ခါကျကျွန်တော်ဇက်ကိုတော့ပုံမလင်းလင်းပြောရအောင်တော့မတည်ဘူးပေါ့ဇက်ကဲအစလဲဆုံးတော့မတည်ဘူးဒါပေမဲ့ကျွန်တော်ကတော့ character လေးကတော့ဟိုဇက်လက်ပေါ်ရမှာဆိုတဲ့အဓိကဒီဇက်မှာရှိတဲ့ကျွန်တော်ကအလွဲကောင်းလေးတယောက် အဲအဲ့လိုပုံစံမျိုးအတီပေါင်းနဲ့လွဲတဲ့ကောင်လေးတယောက်ပဲအဲအဲ့လိုပုံစံမျိုးလေးနဲ့ရိုက်ရတယ်ဟုတ်ပထမဆုံးစပြီးတော့အဲ့ဒီဇလန်တော်လေးရိုက်မယ်ဆိုပြီးဆရာသတိကိုယ်တိုင်ဖုံးဆက်တယ်အဲဖုံးဆက်ပြီးတော့ပြောတဲ့အချိန်မှာဟုတ်ကောဟုတ်လို့လားလို့ကိုယ့်ကိုယ်ထင်တယ်တကယ်တကယ်ကြတော့ဆရာသတိကိုယ်တိုင်တကယ်ဖုံးဆက်တယ်ဆက်တဲ့ပြုံမှာအမှုပညာရေးတောင်းဖို့ကြတော့ကျွန်တော်ပထမဆုံးစပြီးရိုက်ရမယ်ဇလန်တော်လေးရုပ်ရှင်နဲ့ဇလန်တော်လေးလည်းမရိုက်ဘူးတဲ့ခါကျပတ်ဆက်ဘယ်လောက်တောင်းလို့တောင်းအောင်မလဲမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဆရာသတိကဘယ်သာဆိုရင်ဘယ်လိုမျိုးတောင်းအောင်မလဲ ဘယ်အရာဆိုရင်ဘယ်လိုမျိုးတောင်းအောင်မလဲခုဒါကတော့50လန်အတွက်ဘယ်လိုဘယ်လိုဖြစ်တဲ့အတွက်မင်းကိုဘယ်လိုပေးမလဲဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာမှန်းထတာတည်းလဲပို့ပြီးတော့အမှုပညာကြီးလဲပို့ပေးတယ်ဆရာပို့ပေးပြီးတော့တခြားရိုက်တယ်ရိုက်တဲ့ပြုံမှာဖြစ်ကျင်တော့ကျွန်တော်တို့ရဲ့ဇလန်းတွေအတိုးတိုးတွေကိုဆရာကြည့်ထားတဲ့အခါကျတော့ဒီကလေးကိုချုပ်ထားလို့မရဘူးဆိုတာဒီလက်တီရော open နဲ့မနမိုးလေးစရိုက်တော့မမရရလေအဲ့ဒီကကျွန်တော်တို့ကပြင်ဦးလင်ကောင်းဝင်းထဲမှာရိုက်ကြလာရလေရက်ကောကျွန်တော်ကိုအဲ့တော့ကင်မရာလေးလုံး ဝိုင်းပြီးတော့ထောင်းထားလိုက်တာကင်မရာတွေကဘယ်နေရာလေးတက်လို့တက်မှာအဲ့ဒီအချိန်မှာဆရာစီကကျွန်တော်ဗာပြောလဲဆိုတော့မင်း online မှာဖုန်းလေးတင်နေထောင်းရိုက်တယ်လို့ပဲလွတ်လွတ်လပ်လပ်နဲ့လက်အံချီရန်ပြောပုံစုံပုံအတိုင်းကိုလွတ်လွတ်လပ်လပ်လုံးပြောခြင်းရာတွေပြောအဆင်မပြေတဲ့အတိအချင်းအတိတ်ကြမှာငါဖြတ်ထုတ်လိုက်မယ်လွတ်လွတ်လပ်လပ်သုံးဆောင်မင်းညာဘက်ကိုလှည့်လဲပဲမိမျက်နှာကင်မရာမှာမလို့ဘူးဘယ်ဘက်ကိုလှည့်လဲမလို့ဘူးနောက်ဆုံး item power လို့နောက်ဆုံးပြန်လှည့်လိုက်နောက်ဆုံးပြန်လှည့်လဲမလွတ်အောင်လို့ငါကင်မရာတွေကိုမင်းကိုချိန်ထားပေးတယ် ဆိုပြောတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကိုတကယ်ကင်မရာတွေဘယ်နေရာချိန်လို့ချိန်မှန်းမသိဘူးအဲ့အချိန်မှာကျွန်တော်လွတ်လွတ်လပ်လပ်နဲ့အကောင်းဝင်းထဲမှာစပြီးရိုက်တာဘယ်သူမှလည်းအိုက်တာမပါဘဲနဲ့ကျွန်တော်ပထမဆုံးရိုက်တာပေါ့နော်ရတဲ့အချိန်မှာအဆင်ပြေသွားတယ်လွတ်ပေးတဲ့ဟာပေါ့ဆရာကြီးလွတ်ပေးတာကျွန်တော်ဖွင့်ပေးတာလေးအဆင်ပြေသွားတဲ့ခါကျပြီးလိုက်ပြီးတော့ကျွန်တော်မော်နီတာပြန်ပြဟုတ်ပါမော်နီတာလေးပြန်ပြရလဲကင်မရာလေးလုံးဝမော်နီတာတွေကျွန်တော်ပြန်ပြရလဲပေါ့တလုံးမှကျွန်တော်မျက်နှာမလုပ်ဘူးအဲ့ဒီအချိန်မှာဆရာရဲ့စေတနာတွေကျွန်တော်မျက်ဝါးတင်တင်တွေ့ရတယ်တွေ့ရတဲ့အချိန်မှာအဲ့မှာကျွန်တော်ဆင်းနေဆင်းနေဘူးပေါ့ အရင်ကတော့ online ကနေသူကလာတဲ့ခါကျတော့ကလေးတိတ်မလုံးနိုင်လာဘူးအလိုလိုကျတော့ဖြစ်သွားခိုင်းအခြားအတ္တတွေတည်းတည်းအခက်ခဲတွေ့ဦးမယ်ဆိုပြီးတော့စင်းလေးတွေအတက်တန်သုံးလေးသူချော့ချော့ပေါ်ပေါ်လေးလောက်တာပေါ့အဲ့မှာမနက်တပိုင်းလေးရိုက်လေးပြလေးပြီးတော့ဆရာစင်းနေထက်တိုးတယ်တိုးလေပြလေးပြီးတော့မနက်6နာရီကနေစရဲတာညာ9နာရီခွဲတယ်ဒီဒီမမရပါကျွန်တော်တောက်ချောက်နန်းစလော့အဲ့ဒီတထဘီတထလဲတထဘီတထဘီတထဘီလဲတထလဲတထဘီတထလဲတော့ရိုက်အများကြီးပဲပြီးတော့လူတွေအများကြီးအခြား ရိုက်ကွင်းကရှူတင်နေလဲစုံနေတဲ့ခါကျတော့စတိယဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့တယ်ပြောပါမယ်ဗျာဟိုဒိုင်ဂျာစတိယခူတော့ပေါက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အခြားရှူတင်နေရသူတွေလဲအဲ့နေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့ဘူးလေပေါ့အဲ့ဒါတော့အဓိကတော့အရင်ကြီးတော့စိတ်မကောင်းလို့မဖြစ်ပါဘူးအဲ့တော့လဲအဲ့ဒီစကားဘာကြောင့်ကျွန်တော်ပြန်ကြားလဲဆိုတော့အဲ့ဒီရိုက်နေတဲ့ရှူတင်မှာကကျွန်တော်အတီမိတ်ဆွေတွေကပါနေတာ ပါတဲ့ခါကျသူတို့ကဆက်မီဆာဗာလိုပဲဖြစ်ဖြစ်ပြောကြတာပေါ့ပြောကြရင်လည်းဒီဘက်မှာကျွန်တော်ပြန်နားထဲမှာကြားတာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးနော်တချို့တော့ကပြောတာအဲ့ဒါလေးစင်မကောင်းဖြစ်တယ်ပေါ့စင်မကောင်းဖြစ်တဲ့ခါကျကျွန်တော်ကိုစူးစမ်းပြီးလုပ်တယ်ဒါပေမဲ့ကျင်းသေးတယ်အမားတွေအများကြီးဖြစ်နေမှာပဲဒီဇလန်းတွေပထမဆုံးကျွန်တော်စရိုက်တာဖြစ်တဲ့တော့လေအများကြီးတော့ဖြစ်နေမှာပဲအထူးသဖြင့်ကျေးဇူးကျင်တင်နေတာကဒီဇလန်းတွေရိုက်တော့ကိုညီထုတ်ခေါင်အရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုဆရာကကျွန်တော်ကို ပြောချင်ရပြောဆိုပြီးလွတ်ပေးတဲ့အချိန်မှာကျွန်တော်ဘက်ကနေပြီးတော့တွတ်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 နဲ့ထွက်သွားတာတွေအကိုကနည်းနည်းထိခိုက်နိုင်တဲ့ဟာမျိုးစကလုံးမျိုးတွေရှိတာကိုအကိုကပြုံးနေပြီလေပြောကျွန်တော်ဘာမှမပြောဘဲနဲ့အများကြီးကျွန်တော်ကိုကူညီပေးတယ်ကိုကြီးတို့ကောင်အရင်ကျေးဇူးတင်နေပြီးတော့ဥခင်နိုင်ရင်သား ကိုနေရဲကိုနေရဲကိုလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့ဒီကတနီကုံတိုးဆောင်တဲ့အချိန်မှာအခုမှပူပူနွေးနွေးမင်္ဂလာဆောင်တဲ့မဆိုးပြစ်မဆိုးပြစ်နဲ့တော့အရင်အစုံတော့မရှိဘူးဒါပေမဲ့အဲ့ဒီတုန်းကစုံတဲ့အချိန်မှာလည်းရီမမောလေးတွေနဲ့တွဲခေါ်တဲ့တော့အရင်ကျေးဇူးတင်ပါဟုတ်အဲ့ဒီတုန်းကမိမမရှိဘူးလေအဲ့တော့မိမမရှိဘူးဟွာကျွန်တော်ကလေးတစ်ယောက်နဲ့သွားတယ်မမေရအဲ့တုန်းကလည်းဟိုပြန်ပြောရင်ရှူတင်မှာအမှတ်တရတွေပဲဆရာပထမဆုံးဒါသူ့အန်သူထုတ်ရိုက်တဲ့စကားလားမသိဘူးအဲ့မှာရလေးရကောကျွန်တော်ကရောက်သွားတာနောက်ကြတယ်ကျွန်တော်ဇလားရိုက်ပြီးတော့ ငါရဲ့ခြေလောက်ကြာမှာကျွန်တော်ရောက်သွားတယ်ရောက်လို့ရောက်သွားရောအခြားသူတွေလည်းခေါ်တဲ့အခါကျတော့အခန်းနေဘလွတ်တော့ဖြစ်ကုန်တာကျွန်တော်တို့ကချစ်ဖို့ဘလောက်ကောင်းလဲဆိုတော့ဆရာစရိကဟိုတယ်ခန်းလေးမှာမိုးညိုပလက်ဝမ်းဆိုပြီးစာလေးရေးတယ်လားကျွန်တော်နေရာလေးပြတာပြောပြတာပါအဲ့ဒါမှအခြားသူတွေကလာလဲလာတော့နောက်မှလူပိုးတွေပါလာတာပါလဲပါအောင်ဆရာမိုးညိုလိုင်းတော့ဖဲပြီတော်တော်ဆရာခဏနေဆိုပြီးတော့ကျွန်တော်အခန်းမှာနေတာဒီလိုကျွန်တော်လေးရောက်ရောက်ကဟိုကလည်းဖဲဖဲပြီးကျွန်တော်မဲနေတဲ့အချိန်မှာ အားနဲ့ပဲကျွန်တော်တော့ပြောလိုက်တာစိတ်မညစ်နဲ့ရှူတီမန်နေဂျာကိုဘာမှဖြစ်ဘူးကျွန်တော်ဗနေရဖြစ်ဖြစ်နေနိုင်တယ်ရှူတင်ရောက်စက်တင်ဖွဲ့တွေနဲ့တွားရည်မယ်ဆိုမမကြီးကရှူတင်ရက်စက်တင်ဖွဲ့တွေနဲ့တွားရည်တာတုံးညာတယ်တော့လိုက်ကောဆရာအားနာလို့ဆိုပြောတာအားမလာနဲ့ပျော်တယ်လို့အဲ့လိုမျိုးလေးအိတ်ကတာပျော်တယ်လို့ဆိုပြီးလိုက်ပြီးတော့အဲ့မှာမမရပါပဲအများကြီးပါပဲပြီးလိုက်ပြီးတော့စာချုပ်ထဲမှာပါတယ်ပတ်သက်တွေအပြင်ကမှာစာချုပ်ထဲပတ်သက်တွေလည်းပို့ပေးသေးတယ်စာချုပ်ထဲကပတ်သက်မဟုတ်ဘူး ဟိုမှာအများကြီးပါပဲဒီဇလန်းလေးရိုက်တော့အဲကြောင့်မလို့ဟိုဆရာစတိကိုကျွန်တော်အများနဲ့ချစ်တယ်လေးစားတယ်ဆိုတော့အခြားသူတွေပေါ်တော့မသိကျွန်တော်ပေါ်မှာဆိုရင်အများနဲ့ကျွန်တော်ခုချိန်ဒီဆရာရဲ့ဖေးမှမှုတွေလက်တွဲမှုတွေသင်ပြမှုတွေကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လို့အကျိုးဖြစ်လို့ကျွန်တော်အများနဲ့ယူတည်လေးစားတာပါဟုတ်ကျွန်တော်ကလေအထူးသဖြင့်ကျွန်တော်မှာအချင်းတစ်ခုရှိတယ်လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလိုချင်ဘူးအားကြောင့်မလို့လားဟာသားတွေလုံနေတာပေါ့ဘယ်သူနဲ့ကျွန်တော်ပတ်သက်လိုက်ပတ်သက်လိုက်အဲ့သူတွေကျွန်တော်ကြောင့်စိတ်ညစ်မှာအရန်ဆိုရင်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ဒီကျွန်တော်နံပါတ်ကြီးနဲ့ဟိုတယ်မှာရေးရတာဗျာ ကျွန်တော်နေရာမှာအဆင်ပြေမယ်ဆိုပြီးတော့တခုခုကြောင့်ပြောခဲ့မယ်ဆိုရင်နည်းနည်းစကားလေးတွေများနိုင်တယ်စိတ်ညစ်စရာလေးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်စတင်ကအကိုရီနဲ့တွားအိတ်တယ်ကျွန်တော်တော်လည်းပြောရလဲပြောရတယ်လက်ရောညီတွေနေရာတဲ့အခါကျတဖက်မှာလည်းပဲစိတ်အဆင်မပြေတာတွေစိတ်မချမ်းသာတွေမဖြစ်အောင်ပေါ့ဟုတ်အဲ့ဒီမှာလေဘာဖြစ်လဲဆိုတော့အဲ့ချိန်ကျမှဆရာစတိကိုမြင်လိုက်တဲ့အခါကျကျွန်တော်တွေမဟုတ်ဘူးအခြားအစ်တွေအများကြီးပါတယ်အဲ့တောင်ဆိုလို့ရှင်လို့ရှင်နာမည်တောင်ကျွန်တော်တိတ်မမတ်မိလို့အစ်တွေအကုန်လုံးနှီးပါ့ဟုတ်အခန်းလေးတွေမှာနံပါတ်လေးတွေရေးပြီးထားတာကိုကျွန်တော်တွားပြီးတော့ကြုံအောင်ကြုံရတယ်။လက်ရှိနေနေတဲ့လူတွေလည်းအဲ့မှာအခန်းလေးတွေမှာနံပါတ်လေးတွေရေးတယ် ကျွန်တော်ဆိုလည်းကျွန်တော်အခန်းလေးမလာသေးဘဲနဲ့ကြိုရေးထားတယ်သို့တော့အခြားသူတွေကိုတော့ပေးထားတယ်အဲ့လိုမျိုးလေးတွေ့ရတဲ့ခါကျတော့ဟိုအစ်စ်တေဆိုပြီးတော့ငါနံပါတ်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ငါထားချင်သူထားမှာပဲငါနေချင်သူနေမှာပဲငါထားသူလိုနေဆိုတဲ့စိတ်တက်မရှိဘဲနဲ့လက်တွဲခေါ်ယူတာဒီဟိုဘယ်လိုပြောမလဲဟောက်ထားဟိနာမရှိတာဒီအဲ့ဒါတွေသွားတွေ့ရတာအရင်ပျော်မိပါဟုတ်အော်အဲ့ဒါလေးကအမှတ်တရပါပဲလွန်ခဲ့တဲ့9နှစ်10နှစ်လောက်တော့တောင်ကြီးတစောင်းတိုင်းမှာသမားတွေမိဘုံပြန်နေလွတ်နေတာတွေတွေ့တယ် ဟိုပြောနေတာဒီပွဲသေးလေတာတွေတွေ့တဲ့ခါကျကျွန်တော်တောင်ကြီးတက်ဆောင်တိုင်းမှာဆက်ပြားစီနဲ့အချုံမုံနဲ့ရောင်းလာလေးသတိရလို့အဲ့ဒါလေးကိုကျွန်တော်ဟိုတော်လေးကစာလေးပြန်တင်လိုက်တာပါဟုတ်ဖြစ်တော့ကျွန်တော်တို့ညဆက်နေလိုက်တော့ကမှစိုင်ကိုရွှေ့ပေးရတာလေရွှေ့ပြီးတော့ညဆက်နေလိုက်တော့ဘောက်ကြီးတွေထမ်းရတာလေသမားမဒီဗလာကြီးနဲ့ဘလုံးမဆင်မပြေဘူးလေကျွန်တော်ဒီရန်ကုန်ကမ္ပဏီကနေဟိုမှာကျွန်တော်တို့အယုတ်တွေဘာတွေနဲ့ခေါင်းဆုပ်ပြီးကားလို့ရှင်လို့ရှင်ကိုတီလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီကဘောက်တွေထည့်ပစ်လိုက်တာထည့်တော့ညဆက်နေလိုက်တော့ဟိုအားတဲ့မင်းတို့ကမ္ပဏီရတဲ့စိုင်နံပါတ်မှားနေတယ်တဲ့ ဟိုဆိုင်ဟွာပေါ့နေရာမားနေတယ်မင်းတို့ကဟိုဘက်မှာတဲ့ရွှေ့ရမယ်တဲ့ဆိုတော့ဟိုပိုင်ရှင်လာလဲလာအောင်ရွှေ့ရမယ်ဆိုတော့ည7:00နာရီတို့ကြီးပေါ့တဲကြပိုးကြလာအချုံမိုးကြီးတွေပါတော့တော့ပို့ပြီးပါကြီးနောက်ဆုံးဘောက်တွေလဲကြရထန်းလဲထန်းအောင်ဘောက်တွေက၄တောင်အလုံးဆိုတော့ဘကုန်းမောင်ဇောင်းလိုက်ကြနာမသိဘူးကိုယ်လည်းစူပါဗိုက်ဇာတို့ဘာလို့ကြောက်တယ်လေကြောက်တော့အမြန်ထန်းလာထန်းလဲထန်းအလားဘောက်ဇောင်းကဒီပုံမှာကြာကြတဲ့ခါကျလူတော်တွေကိုဖြတ်ထန်းတဲ့ခါကျတော့အခြားဘေးရသူတွေအကူကြီးတောင်းရင်လေကိုယ်နဲ့မသိတဲ့ခါကျမကူညီမှာစို့လို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာ ချလိုက်တော့ဖလို့ဆိုပြီး short ကြောက် short ကြတော့ကွဲသွားတယ်ပေါ့ဗျာကွဲလဲကွဲသွားအောင် supervisor တွေဘာတွေလဲကျွန်တော်အလုပ်စိတ်ပါလက်မပါမလုပ်ပါသလိုမဟုတ်ဘူးသူကလည်း short ခိုင်းနေတာရန်ကုန်လေးရောက်တော့လသာလေးထုတ်မယ်လဲကြံလဲကြောင်လာလသာအိတ်ခုံလေးပဲရအဲ့မှာဘာဖြစ်လဲဆိုတော့ရှင်းတယ်လဲထုံလဲထုတ်ကောပေါက်ဖို့ပြန်ရွာလာနောက်ထပ်တသိန်းဆက်ရသေးတယ်လေမရှိမရှိမဲ့လက်စော့ကလေးပါပေါင်းပြီးလဲ မမရလေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေခုချိန်မှတော့ဟာတာလေးတွေပေါ့အဲအရင်ကျေးဇူးတင်ပါတယ်ခင်ဗျာခုချိန်นี่ကျွန်တော်အားပေးနေတဲ့၄၅၆နှစ်ရှိနေပြီအားပေးနေတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်လေးလည်းပဲကျွန်တော်ခုဇလန်းလေးတွေတော့နည်းနည်းကျဲနေပါတယ်ခင်ဗျာတချင်းလေးတွေနေဘက်မှာဝိုင်းရီတော့လိုက်ပြီးစုံနေလို့ပါနောက်နောက်ကျွန်တော်ဇလန်းလေးတွေကျွန်တော်အရင်တို့စိတ်မောပြေလေးတွေဆက်လက်ပြီးတော့ကြိုးစားပါအောင်မယ်ဟုတ်ဒီဇကားတွေအကုန်လုံးပေါ့နော်အများကြီးပါပဲဇကားတွေကတော့ကျွန်တော်တို့ပါတဲ့တင်းတင်းနှောင်းသားမှနေမဟုတ်ဘူးဇကားတွေတော်တော်များများက အကုန်ကောင်းတဲ့ကားတွေပါပဲအဲ့ဒါကြောင့်မလို့ဒီစကားလေးတွေကျွန်တော်တို့တင်တဲ့ခါကျရင်လည်းအားလုံးအားပေးကြပါအောင်လို့ဇလန်တွဲလေးတွေဟုတ်